만나 그거는요아직안나요그거와미문자달라고뜻아시지않나요 예, 미모, 타워라미 달려해 Entonces, vale, sí, sí, muy o familia. Muro es mamá, la mujer es mamá. Mi acuquín, no me haya maíz, tú no me vi. Yeah. ဲ့စိတ်မှမနဲ့တာပဲ။သူပြောတဲ့သူကအပြစ်ပေးရမှာဆို။ကျွန်တော်ကကျွန်တော်ညီမလေးတိတ်ချစ်တာ။ဘယ်ဘုခန်းကဘောမီယာဒါလေးဘာကြောင့်လဲယူတူလဲ။အဲဒီတော့ကျွန်တော်တို့ကိုရိုက်ခဲ့တဲ့ဇလန်တွေတိုင်းမှာညီတော်ကဒီဟိုစူပန်ကွေတုံးကလည်းစူပန်ကွေတယောက်အာ ဇက်ကိုလည်းတားကြက်ပြီးတော့နေသာခင်းခင်းကြီးစေရင်းသာခင်းခင်းကြီးထောက်ပဲဇက်ကိုတားကြက်ပြီးဒါလည်းဒီဇက်လေးကိုတားကြက်တယ်ကြက်တော့ပုံပေါ်ကြည့်စူးစမ်းကြည့်တာအဲ့တော့ဘယ်လိုမျိုးရိုက်တဲ့ခေတ်ကပုံသွားပြီဇက်လည်းကိုကြည့်ရတဲ့ခေတ်ကပုံသွားပြီအဲ့တော့ဘူးတူကောင်းတွေကိုဘာကြောင့်ကိုကဆွဲလန့်လို့ဘာကျွန်တော်စာရင်ဖတ်တယ်စာဟိုပေါ့ဘူးတူကောင်းတအုပ်ကိုတွေ့လိုက်ရင်တကယ်ဟိုတငယ်ချင်းကောင်းမိတ်ဆွေကောင်းတအုပ်ကိုတွေ့သလိုပဲကျွန်တော်အယံဝန်တာ ဲ့တော့ဦးဒီအမြတ်ဒါလီဦးဒါအမီလက်ထက်တည်းရတာကယ်ရီလုလာခဲ့တယ်ဟုတ်တယ်ဟုတ်အဲ့တော့ဆရာမောင်သိဆိုင်တွေ့ရင်ဒီဟာနဲ့ပတ်သက်လို့ဘာပြောမထင်ဘူးဆရာလားဆရာတို့ကျွန်တော်တို့လိုအပ်တာဒီဟိုကျူးစားဖို့တို့ရတယ်ဆရာညွှန်ပြမယ်လို့ထင်ပါတယ်ဘာလို့ဆိုတော့ဒီဝိတုတပုတ်ကဆိုင်ဆရာဖန်တီးတာကိုကျွန်တော်တို့ကအဲ့ဒီဖန်တီးတာတွေကြော်အောင်ကျွန်တော်တို့ကြည်ရတာပေါ့နော်ဘာလို့ဆိုတော့အယုတ်ပြရတော့ စာတဲ့အယူပြအောင်ကျွန်တော်ဖန်တီးအောင်ကြောင်းချင်းခိုင်ကျွန်တော်တို့မမြင်လိုက်တာရရှိမယ်ကျွန်တော်တို့မသိလိုက်တာရရှိမယ်အဲ့တော့ဆရာသာရှိမယ်ဆိုလို့ကျွန်တော်တို့အကောင်းဆုံးညွှန်ကြားပေးနိုင်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ Google ကဒါ data line ကိုကူးလာတဲ့သဘောရှိတယ်အဲ့လိုမျိုးလည်းမဟုတ်ပါဘူး data ကလည်းဟိုရှိတဲ့ပြရိုက်နေကြတယ်ဒီမြင်ရတယ်အော်မသိဘူးကျွန်တော်အဲအဲ့လိုအဲ့လိုလည်းရှိပါတယ်ဟိုအများကြီးတော့လည်းမလုပ်နိုင်ပါဘူးဟိုတနည်းကိုဒီလိုမျိုးဇလန်းတွေဟိုတစ်ခုပေါ့အဲအဲ့လိုမျိုးပေါ့ဟို နည်းနည်းအဲ့လိုရိုက်တဲ့အခါကျတော့နည်းနည်းစောင့်ရိပ်ပြောတယ်ပြီးတော့ဒိုက်တာလုတော့တဲ့တူဆောင်လို့ကိုဆွန့်လို့မှာဟောအဲ့လိုတော့မရှိပါဘူးဒါတူဆောင်ကျွန်တော်မားသားရင်းနေပဲလေဒါတော့မဆွန့်လို့ပါဘူးတခါကြရင်လေကိုနဲ့ကိုဇက်ကိုအရန်ကြိုက်တယ်ကိုနဲ့မကြိုက်ဘူးဆိုမပါဘူးတော့မဟုတ်လေငါဒါဒါပဲစီရောမင်းတော်ဝင်လုံးပါလားဟုတ်မဟုတ်လေအဲကျွန်တော်အွယ်နဲ့ကြိုက်တဲ့ဇယုတ်ရှိတော့ဝင်မယ်ဇယုတ်မရှိဘူးဆိုတော့မဝင်ဘူးဒါဒါတိတာမယ်တော့အဲ့တော့ ဒါရုပ်ရှင်ရိုက်လို့ရတာနဲ့ရုပ်ရှင်လည်းဖြစ်ခဲ့ဘူးလေဗျ။ဒါကြောင့်ဇလန်းလည်းလုပ်ရတယ်။ဒါပေမဲ့ကျွန်တော်ကတော့အခုဒီနောက်ပိုင်းဇလန်းတွေကိုဖန်တီးရတာပို့ပြီးတော့အားရတယ်။အားရတယ်ဆိုတာလေကိုပြကျင်တော့တော်ဝါကြီးပြလို့ရတယ်။အဲအဲ့လိုမျိုးပေါ့။ကျွန်တော်ရေသာခင်ကြီးသာရုပ်ရှင်ဖြစ်ခဲ့ရင်လေဒါကျွန်တော်တို့လည်းဟိုအမလို့အမဖြစ်မိမှာ။ဇလန်းတွေမို့လို့ဒါအားရပါရကြီးကျွန်တော်ဖန်တီးခွင့်ရတာ။ဒါလည်းဒီလိုပါပဲ။ပိုင်း30ဆိုတော့ဘိုင်းပြည့်ဟိုပရိသတ်ကရ30ကြီးရမှာလေ။အဲ့တော့ဥဒါကိုဘာကြောင့် သူတော့ဒီဒီလေးဟိုပါဟိုအဓိကတော့ပြောမယ်ဆိုရင်ဒီထဲမှာတော့ဟိုအဲ့လို main ဟိုလုံးဝမင်းတယောက်ကပါတာပေါ့ main ဆိုတာသူလည်းလုံနိုင်တယ်သူလည်းကျွန်တော်တို့ကလည်းသူ့ရဲ့အနေထားလည်းကျွန်တော်သိပြီးသားပေါ့ကျွန်တော်ကဘာတိုးဆောင်ချင်းဆိုတော့အပွင့်ပြင်ပြင်သိပေါ့ဒါကြဲဇာခရဲတဲ့ခါကျရင်လည်းဘယ်လိုဟိုကုဂျူနီယာကလေးတွေဘယ်နေရာမှာဘာတွေတက်နေလဲဆိုတော့သိတယ်လေဘာလို့ကောဒီလမ်းကကျော်ဖြတ်လာတာဆိုတော့တခါကျရင်လည်းသူတို့ဒိုင်တာနဲ့အလုပ်လုပ်တာတခြားဒိုင်တာနဲ့ကျွန်တော်တို့စုံတဲ့ခါကျရင်ခြားဒိုင်တာတယောက်ကကုထက် ိုအငယ်လေးတက်ကိုညွှန်ကြားနေတာဟိုကလည်း assembly ဖြစ်နေဘာကြောင့်လဲကျွန်တော်သိတယ်ကျွန်တော်ဝင်ဖြည့်ရှင်းပေးလိုက်တယ်ဒါကြောင့်ဟော data site ကိုလည်းသူသူကျွန်တော်လည်းကျွန်တော်နားလေတယ် clear တယ်ဘာခက်နေလဲကျွန်တော်သိတယ်အဲ့ဒီသဘောပါအဲ့တော့သူတော်အောင်ကဒီထဲမှာအရင်ရင်းချက်သွားတာဘာကြောင့်လဲဒီထဲမှာရင်းချက်တာမဟုတ်သူကဒီထဲမှာကသူကြိုက်တာကိုကျွန်တော်မြှုပ်တာရှိမြှုပ်တာရှိတော့သူဟိုပါဟိုဇလန်းထွက်လိုက်တွေ့ပါလိမ့်မယ်သူဘာလို့ဒီလိုမျိုးသူကလောက်ရလဲဆိုတော့ပြသူတော်ပြောပါကိုခန့်ပေါ်အမြင်လေး ဟုတ်ကိုခန့်ကဒီတရုတ်ဆောင်ကိုကျွန်တော်တို့ဟိုကျွန်တော်ကြိုက်တာကကိုခန့်ကိုကတုံးနေလေဟုတ်လေအဲသူအဲ့ဟာကျတော့ဘယ်လိုလဲဆိုတော့ပါဇက်ကဂလီချားထိုးပြီးရီရတဲ့ခါမျိုးမဟုတ်ဘူးပါဇက်ကပြောလိုက်တဲ့အရာတိုင်းကတွေးတွေးပြီးရီရတဲ့ခါမျိုးအဲ့လိုမျိုးတွေမှာတရုတ်ဆောင်တွေကကျွန်တော်သဘောကျတယ်တရုတ်ဆောင်ပိုင်းမှာကတော့ဒါခေါင်းပြီးတာဒါပေမဲ့အခုဒရိုက်တာစပြီးတော့ဒါဒါဒါမှလုံးလုံးလျားလျား လိုက်တာစလုပ်တာလားလိုက်တဲ့နာမည်ခံနေတာဒါနာမည်ခံပြီးတော့အဲအဲ့လိုအဲ့လိုအဲ့လိုမျိုးဆိုတွေ့တဲ့ခါမှာရန်ကိုမှမိုက်တယ်မိုက်တယ်ဆိုတာကျွန်တော်တို့တရုတ်ဆောင်ရတဲ့ဟာကအခုတင်ပြမှုတွေကကျွန်တော်ပညာတွေရစီတယ်အဲ့ပညာနဲ့ကျွန်တော်အခုနောက်ထပ်ထပ်ပြီးတော့လှုပ်ရှားလို့ရတဲ့နေရာတွေအများကြီးရသွားတယ်အခုတင်ပြလိုက်တဲ့အရာတွေကကျွန်တော်ကိုခန့်ကတော့မင်းသားတော့ဟုတ်သူတို့ကြော်ရွံ့နေရပြေးအောင်လား အဲခုနအခုပြောရတဲ့မှာပါပြီးသွားပြီ။ तू က तू ਨੇ ကြိုက်တဲ့ဟာဆို तू ယူမှာ။မကြိုက်တဲ့ဟာဆိုရင်ကျွန်တော်တို့ ਨੇ ပဲဆိုင်တယ်။ဟုတ်ဆိုအသက်ရွယ်တယ်မတူဘူး။ဘလို့မှကျွန်တော်တို့ကဟိုဖြစ်เสียအကြောင်းမရှိပြီးတော့အကူကအဲ့လိုမျိုးအတ္တကြီးရတယ်မှာမပါဘူးလို့ကျွန်တော်မြင်တယ်။ဟုတ်ဆို तू တာအတ္တကြီးမယ်ဆိုရင်ဒီမှာအများကြီးလုပ်เสียရအများကြီးရှိတယ်။ဒါပေမဲ့ကျွန်တော်တို့အားလုံးကိုဖြန့်ပစ်လိုက်တာ။ကျွန်တော်တယောက်တည်းမဟုတ်ဘူး။ဒီမှာပါတဲ့ဇက်ကောင်တွေအားလုံးကိုဖြန့်ပစ်လိုက်တာ။အဲ့ကြောင့်မို့ဒီဇက်ကိုချဲ့ပစ်လိုက်တာ။ပထမဇက်ကဒီဇက်မဟုတ်ဘူး။ဟိုဒီပါပါလေးကိုဘာလို့အပိုင်း30လောက်ရလဲ။ ဖဖလေးကိုပုတ်ဒီတယောက်ချင်းစီပါတဲ့ပုတ်လိုက်တာဖဖလေးပုတ်တာမဟုတ်တယောက်ချင်းစီအယောက်၉ယောက်ပါတယ်၉ယောက်ကဒီသူ main job ရရှိရပါတော့ main job ရနေပြီကျွန်တော်အခက်လက်ဖြားလိုက်တယ်ပေါ့ကလေးတွေအားလေဟိုဒီဇာကောက်ရိုက်ရင်ရိုက်ရကျွန်တော်နှက်အောင်ပေါ့အကုန်လုံးကိုတန်အောင်ကျွန်တော်တို့ထည့်ပေးလိုက်တယ်ပေါ့ဘာအဲ့တော့သူတောင်းနေနေဘုံထက်နေရဲမှာမကြောက်တော့ကျွန်တော်ကျွန်တော်ဟိုပို့ပြီးတော့ရိုက်ချင်တယ်ဟိုပို့ပြီးတော့ရိုက်ချင်တယ်ဘာလို့ဆိုတော့တခါတွေ့ရင်တခါပညာရတယ်ပြီးတော့အခုစီရနေပြီးတော့ ဒီကားရိုက်နေတဲ့အချိန်မှမဟုတ်ဘူးဒီတိုင်းစကားပြောတဲ့အလာပါတာလာပါပြောတဲ့အချိန်မှကိုစကားလုံးတွေပြင်ရတယ်ခုနကအကိုပြောတဲ့စားတွေအများကြီးအများကြီးဖတ်တယ်ဆိုအကိုအချိန်တွေပြေးပြီးဖတ်ခဲ့ရတယ်ကျွန်တော်ကသူတို့စီကအကိုပြောလိုက်တဲ့စကားလုံးတွေခဏလေးနားထောင်လိုက်တာနဲ့အဲ့အကိုစီကနေလွယ်လွယ်လေးရတယ်အဲ့ဒါတန်ဖိုးရှိရကျေးဇူးတင်ပါတယ်မောင်မြတ်တရီနဲ့ပေးတဲ့ဥပမာပြောချင်တာအဲကျွန်တော်တို့လည်းကုတ္တဆွမ်းတော့လို့ကျွန်တော်ဖဏိထားပါတယ် တတ်နိုင်တော့တတ်နိုင်တော့လေကျွန်တော်ဖန်တီးထားပါတယ်ဒါပရိသတ်ကလည်းဟိုရှိတယ်ကြိုက်တဲ့ပရိသတ်ရှိသူမကြိုက်တဲ့ပရိသတ်လည်းရှိပါတယ်เนาะဒါကတော့ဟိုဘလုံးမဟိုပရိသတ်အဆုံးပြေကိုခံယူတဲ့နေရာမှာကျွန်တော်တို့ကတော့ဒီဇာကားလေးကိုမြန်မြန်ကြိုက်စီခြင်းနဲ့ကျွန်တော်တို့ထက်ကိုပါဝင်တဲ့အငယ်သေးဆောင်တွေကိုမြန်မြန်အပေးစီခြင်းပါတယ်အဲ့တော့ဇလန်တို့ကပြောနေမှာဆိုအခုရှိပါတယ်ကျွန်တော်ကဟိုအဲ့လိုအများကြီးလည်းမလုပ်နိုင်ဘူးလုပ်တယ်ဆိုတာဟို ဘယ်လိုပြောမလဲအများကြီးလုတ်ခဲ့ပြီအများကြီးလည်းလုတ်ခဲ့ပြီဆိုတော့ဒီချိန်မှာကျွန်တော်တို့ဟိုတနစ်ကိုဇလန်တွေတစ်ခုတစ်ခုပေါ့ရုပ်ရှင်ကားတကားဆိုတကားပေါ့အဲ့လိုမျိုးလေးပဲဟိုလုတ်လုတ်ဖို့ပေါ့နော်ဒေတာပြောပြောရမောင်မြတ်တာလီပေးတဲ့ကိုဘာပေးချင်လဲမောင်မြတ်တာလီမှာပေးထားတဲ့အကြောင်းအရာတွေပေးထားတဲ့ message တွေကကျွန်တော်တို့ကပြောပြလို့မရလိုက်လို့ပါပြောပြလို့ရရင်အခုကတည်းကပြောပြလိုက်လို့ရပြောပြလို့မရသေးတာဟုတ်ပြောရရင်ကိုအကုန်လုံးဝင်ဆက်မိသွားမှာအဲအဲအကြောင်းမပြောဘဲနေတာ ဒီဇက်ကောင်နဲ့ဇက်ကောင်တိုင်းမှာလှုပ်ထားတဲ့အကုံလုံးကပညာသားပါပါနဲ့လှုပ်ထားကြတယ်အဲ့လိုပညာသားပေါအောင်လဲအကူအာပဲတေချာဒဇူးဂယူတဆိုင်နဲ့ကိုတင်ခဲ့တာဖြစ်တဲ့အတွက်ဇက်ကောင်လေးတွေအကုံလုံးကပုံပေါ်နေမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ရဲ့ဒီမောင်မြတာဒီဇလန်တွဲလေးကို7:50မှာ MRD4 မှာလာမှာဖြစ်တဲ့အတွက်25ရက်နေ့မှာအားပေးဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျေးဇူးပါကျေးဇူးပါတယ်ပါစေတရားကြီးအားကျေးဇူးပါ ထပ်ပြီးတော့ကျက်သွားပြီနှုတ်ဆက်ပါတယ်ခင်ဗျာအားလုံးပြင်လာပါဒီမောင်ပြဒါလီဒီစလန်ရဲ့အကြောင်းမပြောခင်မှာကျွန်တော်ကျေးဇူးတင်ထိုက်တယ်ကျေးဇူးဆင်ပြောင်းလဲကျွန်တော်ပြောပြရစီပထမဆုံးဒီဇလန်တွေကိုဝတ္ထုဖြစ်အတည်ကြီးတာပြီးထားတယ်ဆိုင်မောင်သိဆိုင် ဆရာမောင်တဲဆိုင်မိသားစုကျွန်တော်ရေကူးကင်းပြုလုပ်တဲ့ကျေးဇူးတိုင်းတင်ပါတယ်ဒီဇလန်ကလည်းပြောမယ်ဆိုလို့ရှိရင်တော့ဟိုဒီဝတ္ထုကဟိုဆရာဘုရားကျွန်တော်လည်းအပြင်မှာတွေ့တာပေါ့ကျွန်တော်ဒီမှာပဲတွေ့တာပေါ့ကျွန်တော်အမိငယ်ငယ်တော့ဒီသူတို့ဖတ်ခဲ့တဲ့ဝတ္ထုအဟောင်းလေးပါအဲဝတ္ထုအဟောင်းလေးကိုဖတ်ကြည့်ပြီးတော့ကျွန်တော်လည်းဇလန်လေးကိုကျွန်တော်ကျွန်တော် မဆူမဆူတဲ့သောက်လည်းကျွန်တော်ပြကြည့်ပါလေမဆူပြကြည့်မဆူကလည်းဇလန်လေးကောင်းတယ်ဒီရုပ်ရှင်တော့ကိုဇလန်ကလေးဖန်တီးတော့ကောင်းမယ်ဆိုတော့အချမ်းပြပါတယ်အဲ့ဒါကျွန်တော်လည်းချားသေးဆောင်လေးချားဒီကျွန်တော်လည်းဒီလုပ်ငန်းတော်ဆက်နေနေတဲ့လူကြီးဘောနော်သူတို့ဒီကျွန်တော်ပြီးဘလို့တကယ်လည်းဖတ်ကြည့်ပြပါစပြီးဘလို့ထုတ်လိုက်ဝယ်တာဆက်မိသားစုဆိုတော့ဘလို့အမြုံဝယ်လို့မရပါဘူးလုံးဝအမြုံ ရှာလို့လည်းမတွေ့ပါဘူးအဲဝတ္ထုဝတ္ထုလေးကတကယ်ကိုအမှတ်တရကျွန်တော်ကောင်းတဲ့ဝတ္ထုလေးပါနော်ဟိုအစီအမံပြန်ထုတ်ဆေးချပါလေကျွန်တော်လည်းအဲဒီဝတ္ထုမရှိတဲ့အတွက်ဒီဝတ္ထုလေးကိုကျွန်တော်ကိုပြီးကူပါတယ်ကူပြီးတော့ကျွန်တော်တို့ကြာဖွဲ့ဝါကူပါကျွန်တော်ဆောင်းဝမလို့ဟိုဆရာစီဒီကိုကျွန်တော်ပြကြည့်ပါအဲဒီတော့သူတို့ကလည်းလက်ခံပါတယ်လက်ခံနေကျွန်တော်တို့ဒီစလန်တွေကိုပန်တီးလိုက်တော့ပါပြီးတော့ကျွန်တော်ဇန်ပြောထမင်းနိုင်စီကိုလည်းကျွန်တော်ဒီတောင်းပါတယ် ဇန်နဝါရီဆံမလည်းကျွန်တော်ပြောပါတယ်ဒီဝတ္ထုလေးကတော့ဟိုစိုက်ရင်တော့ကောင်းတယ်ဒါပေမဲ့နည်းနည်းပြပောင်းနေလို့လားပေါ့နော်ဟိုဇန်နဝါရီဖန်တီးဖို့တော့လာကျွန်တော်လည်းဟိုစာစာရေးဝတ္ထုကြီးကခင်ငယ်ကြီးကိုလည်းကျွန်တော်ရိုက်ခဲ့တယ်ရိုက်ခဲ့တဲ့အခါမှာလည်းဒီဝတ္ထုကြီးကလည်းဟိုလူရှင်းနေနေရိုက်မယ်ဆိုတော့နှစ်နာရီပေါ့ဒါပေမဲ့နှစ်နာရီလုံးမှာဒီဒီသာခင်ငယ်ကြီးကတော့ပြည့်ပြည့်စုံမှာမဟုတ်အဲ့တော့ကျွန်တော်ဇန်နဝါရီရိုက်လိုက်တာပေါ့ဒါကိုလည်းကျွန်တော် ဒီစာကိုသူ့ရတော့ကောင်းတယ်သူနည်းနည်းပါတယ်ဒါပေမဲ့ကျွန်တော်ဇလန်တွေပဲလုပ်ချင်တယ်ဆိုပြီးဆရာမကကူတီတောင်းပါတယ်ဆရာမလည်းဒါသူ့ရဲ့ကြော်ယူပေးစီမပြတ်ဖက်တဲ့ခက်လက်လေးကိုနည်းနည်းလေးတူပြီးတော့ရေးပြီးထားပါတယ်ဒါဒီဇလန်ကိုကျွန်တော်တို့ဖတ်မဖတ်သေးခင်ပေါ့နော်ဒါနေထားပါ